်မင်္ဂလာပါခင်ဗျာအရင်ဆုံးအနေနဲ့ဘော်နော်ဒီဂျိုရှွာဘန်ရဲ့ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပြောပြခြင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဂျိုရှွာဘန်နဲ့ဘလူးနိုဆေးဘားတို့ထိုးမဲ့ပွဲက UFC 360ပြိုင်ပွဲမှာပါဝင်လာမယ်ဆိုပြီးအစိုးရကြီးကတရားဝင်ကြေညာထားပြီးပြီးဒီတွဲဆိုင်ကအရန်ကိုကောင်းတဲ့အတွက်ပေးပါဗျူးနဲ့ကျင်းပတဲ့ main card ခေါင်းဆောင်မှာရောက်လာနိုင်တယ်ဆိုပြီးကျွန်တော်တောင်ခံမှန်းခဲ့တယ်သို့တော်လည်းပဲ UFC က ဒီမနေ့ကျင်းပသွားခဲ့တဲ့ UFC 350ပြိုင်ပွဲကျင်းပနေစဉ်အချိန်တွဲမှာ UFC 360ပြိုင်ပွဲရဲ့ main card ခေါင်းဆက်အောက်မှာပါဝင်လာမဲ့တွဲဆိုင်တွေကိုချပြသွားခဲ့တယ်စိတ်မကောင်းစွာနဲ့ပဲအဲ့ဒီတွဲဆိုင်တွေထဲမှာ Joshua Ban ရဲ့ပွဲတော်ပါဝင်လာခြင်းမရှိသေးဘူး UFC ကချပြလိုက်တဲ့ main card ခေါင်းဆောင်အောက်ကတွဲဆိုင်တွေကတော့ထိဆုံးကောင်မွဲဖြစ်တော့ Marat Dibalish Blee နဲ့ Shaw O'Malley တို့ရဲ့မကြေပွဲကို main ပွဲက Juliana Peña နဲ့ Kayla Harrison တို့ရဲ့ချန်ပီယံကပ်စင်ခေါ်ပွဲနောက်ထပ်သုံးပွဲအနေနဲ့ထည့်သွင်းထားတာကဒီ Mexico မှာကျင်းပခဲ့တဲ့ UFC Fight Night ပြိုင်ပွဲတုန်းကပွဲပြက်ခဲ့တဲ့ Kevin Gastelum နဲ့ Joe Pinefire ပွဲနောက်ထပ်တစ်ပွဲကတော့ Vincent Luque နဲ့ Kevin Holland ပွဲနောက်ဆုံးတစ်ပွဲကတော့ Chito Vera နဲ့ Mario Bautista တို့ပွဲတွေဖြစ်ပါတယ် အဲ့ဒီတော့ဒီတွဲဆိုင်တွေအကုန်လုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်ပေါ့နော်အချို့တွဲဆိုင်တွေကမိဘမျိုးနဲ့ကျင်းပတဲ့ main ကခေါင်းဆက်အောက်မှာရှိလောက်တဲ့အည်သွေးမျိုးမရှိသေးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့လေဒါက final confirm လို့တော့အတည်ပြုလို့မရသေးဘူး ဘာဖြစ်လို့လဲဆိုတော့ UFC 360ပြိုင်ပွဲကျင်းပဖို့ကတလလောက်အထိလိုနေသေးတယ်အဲ့ဒီအနေထားမှာဂျားထဲမှာအပြောင်းလဲတွေအများကြီးဖြစ်နိုင်သေးတယ်ဂျားထဲမှာလည်း UFC Fight Night ပြိုင်ပွဲတွေကျင်းပအောင်မှာဖြစ်တယ်လို့ဒီပြိုင်ပွဲထိုးသက်ဖို့ပြင်ဆင်တဲ့အနေထားမှာတချို့ fighter တွေကလည်းဒဏ်ရာပြဿနာတွေတခြားအကြောင်းရင်းတွေအမျိုးမျိုးပေါ်လာနိုင်သေးတယ်ဒါကြောင့်မလို့ Joshua Ban ရဲ့ပွဲက UFC 360ပြိုင်ပွဲရဲ့ main card ကောင်းစားအောင်မှာပါမြန်ပါလာနိုင်အောင်မလားဆိုတဲ့နောက်ဆုံးမျှော်လင့်ချက်လေးကိုဆက်ပြီးစောင့်ကြည့်ကြတာပေါ့ခင်ဗျာ promotion ဘက်ကတော့ဒီ main gate ကောင်းဆောင်ကတွဲဆိုင်တွေနဲ့ပတ်သက်လို့အနည်းကတစ်ပတ်လောက်လိုရမှတရားဝင်အတည်ပြုတာဖြစ်ပါတယ်။ဒါလို့ချပြလိုက်လို့ရှေ့ကပြိုင်ပွဲတွေမှာတော့လည်းအပြောင်းလဲတွေအများကြီးဖြစ်ထားခဲ့ပြီးပါပြီ။ဒါကြောင့်မို့ကျွန်တော်ကတော့မျှော်လင့်ချက်လေးလက်မလျှော့ကျင်သေးပါဘူး။ဆက်ပြီးမျှော်လင့်ကြည့်ကျင်သေးပါတယ်ခင်ဗျာ။ဆက်လက်ပြီးပြောပြခြင်းနဲ့အကြောင်းအရာကပေါ့နော်ဒီဘရိုနီကာကဂျူနီယာဖက်ဒက်ကိုအားပေးစကားပြောလိုက်တဲ့ဆိုတဲ့အကြောင်းအရာကိုပါဒီကနေ့မှာတော့ဘရိုနီကာကနောက်ထပ် status တစ်ခုတင်လာပါတယ် အဲ့ဒီ state deck ကတော့မချခင်ကမှသူမနဲ့ထိုးသက်သွားတဲ့ junior fed deck ကိုလိမ့်မှုပြီးတော့အားပေးစကားပြောလိုက်တဲ့ state deck ဖြစ်ပါတယ်။အဲ့ state deck ထဲမှာ junior fed deck ကိုသူမကဘလောက်ထိ respect ထားတယ်ဆိုတဲ့အကြောင်းပြီးတော့လှပတဲ့အနာဂတ်တစ်ခုစောင့်ကြိုနေတယ်ဆိုတဲ့အကြောင်းတွေထည့်သွင်းရေးသားပြီးအခုလို state deck တင်လိုက်တာဖြစ်ပါတယ်။ Hey junior ဒီပွဲအတွက်ကျေးဇူးတင်ပါတယ်။ညီမကတန်မာပြီး skill ပိုင်းကျွမ်းကျင်ပိုင်နိုင်တဲ့ fighter ပါ။ဒါကြောင့်မို့ laser မှုအပြည့်ရှိပါတယ်။ အသက်16နှစ်နဲ့ခုနှစ်ပွဲဆက်တိုက်အနိုင်ယူပြတဲ့မှတ်တမ်းနဲ့တင်အားအသင်ဖို့ကောင်းလွန်နေပါပြီဒီပွဲရှုံးသွားရုံနဲ့ညီမကဘလို့ဖိုက်တာမျိုးလဲဆိုတာပြောင်းလဲသွားမှာမဟုတ်ပါဘူးအမြန်ဆုံးပြန်လဲတက်တာလာပြီးပုံစံကောင်းတွေနဲ့ပြန်လာဖို့မျှော်လင့်မိပါတယ်ရှေ့ဆက်ပြီးကြိုးစားတော့ပါညီမမှာတပ်ပလာနိုင်တဲ့အနာဂတ်ကောင်းတစ်ခုရှိနေပါတယ်ဆိုပြီးရေးသားသွားခဲ့ပါတယ်အဲရေးသားချက်နဲ့ပတ်သက်လို့ဂျူနီယာဖက်ဒက်ကလည်းလာပြီးပြန်လဲမှတ်ချက်ပေးခဲ့ပါတယ် အခုလိုအားပေးစကားပြောတဲ့အတွက်ကျေးဇူးတင်ပါတယ်။အမကလည်းကျမငငယ်လေးကလေးကအားကြခဲ့ရတဲ့ဖိုက်တာပါ။အတွေ့အကြုံကတော့အရန်ကိုတန်ဖိုးကြီးလွန်ပါတယ်။ဒေဂျာပေါ့ဒီအတွေ့အကြုံတွေကနေကျမကိုပိုကောင်းတဲ့ဖိုက်တာတယောက်ဖြစ်လာအောင်တွန်းပို့သွားမှာပါဆိုပြီးပြန်လဲမှတ်ချက်ပေးသွားခဲ့ပါတယ်။ပြည်တယ်များခင်ဗျာ။ဒါကတော့မကြခင်ကမှထိုးသက်သွားတဲ့ဖိုက်တာနှစ်ယောက်အကြာအပြန်အလှန်ထားရှိတဲ့လေးစားမှုတွေဖြစ်ပါတယ်။ ။အချိန်နဲ့မှာဂျူနီယာဖက်ဒက်ကသူ့ရဲ့ထိုင်းပြည်သက်တွေအတွက်အချိန်တွေကဘယ်လိုလဲ၊ပွဲပြီးအနေထားမှာဘယ်လိုပုံစံမျိုးတွေရှိလဲ၊အားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်နေဆိုတဲ့အကြောင်းကိုလည်းဗီဒီယိုနဲ့တကွပြန်လည်တင်ဆက်သွားခဲ့ပါတယ်။เจ้าหยาก็เสร็จเสร็จနေတော့မို့ဝမ်းချင်မြင်ရှိကတရင်တပုတ်ကိုအမြင်လေးပြောပြခြင်းပါတယ် promotion ကလာမဲ့တောက်ကြနေမှာခြင်းပါမဲ့135 108ပြိုင်ပွဲမှာပါဝင်လာမဲ့ဒွဲဆိုင်တွေကိုဟိုတနေ့ညကတရေဝင်ချပြလိုက်ပါပြီ ဒီခါပြိုင်ပွဲမှာတော့မြန်မာကိုစားပြုဖိုက်တာတွေပါဝင်လာခြင်းမရှိပါဘူး။ဒါကြောင့်မို့နောက်တစ်ပတ်မှာကျင်းပမယ့်135ပြိုင်ပွဲမှာများမြန်မာကိုစားပြုဖိုက်တာတွေပါဝင်လာအောင်လားဆိုတာဆက်ပြီးစောင့်ကြည့်သွားကြရအောင်ဗျ။ဆလဘီဒီမနက်မှာကျင်းပသွားတဲ့ UFC 350ပြိုင်ပွဲအကြောင်းတွေကိုပြောပြချင်ပါတယ်။ပြည်တယ်များခင်ဗျာဒီပြိုင်ပွဲကိုကနေဒါကသွားပြီးကျင်းပခဲ့တာပါ။ဒါကြောင့်မလို့ကနေဒါအခြေစိုက်ဖိုက်တာစုစုပေါင်း6ယောက်အထိပါဝင်ထိုးသက်ခဲ့ပါတယ်။ အဲ့ဒီ6ယောက်ထဲမှာ4ယောက်ကနိုင်မွေးရပြီး2ယောက်က performance bonus တွေတောင်းဆွခူးနိုင်ခဲ့တာပါရှုံးမွေးကြုံသွားတဲ့2ယောက်ထဲမှာဆိုရင် Van Wass စိတ်တနည်းနဲ့ထိုးတဲ့ fighter ကအနည်းကရောက်မှလူစားဝင်ထိုးပေးခဲ့ရတာဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာကိုဖယ်ပြီးပြန်ကြည့်လိုက်မယ်ဆိုရင်တော့ Asian Canada fighter တွေရလက်ကောင်းခဲ့တဲ့ပြိုင်ပွဲတစ်ခုလို့ပြောလို့ရပါတယ်ဒီပြိုင်ပွဲကိုကျွန်တော်တို့ရဲ့ fighter ကြီး online အဆင့်လေးရောက်ရှိနေခဲ့ပါတယ် သူ့ရဲ့ Legend of Fighter တယောက်ဖြစ်တဲ့ကနေဒါနိုင်ငံသား Mark Henry Parrios ကဒီပြိုင်ပွဲမှာဝင်ရောက်ထိုးသက်ခဲ့တာပါ online ဆန်ကတော့ mark andri pario ကိုအနိကက်ကြီးကြပ်ပေးဖို့အတွက်ရောက်ရှိလာတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာတိပြိုင်ပွဲမထိုးသက်ခင်အချိန်လေးမှာ bronica ရဲ့နိုင်ပွဲအတွက် congratulation တောင်းလမ်းပြီးလှုပ်ခဲကြသေးတာပါ။ပြိုင်ပွဲထိုးသက်ချိန်မှာတော့ mark andri barrios ကလည်း brazil fighter bruno seba ကိုပထမအချီ tko နဲ့အမှောက်သိပ်ပြခဲ့ပါတယ်။ အနီးကတရောင်ရိုက်ချက်တွေကအရန်ကိုကောင်းလွန်းသလိုဘရူနိုဆေးပါဖြင့်ထက်စင်နဲ့ခေါ်ထုတ်ပြီးဆေးရုံကိုတန်းပြီးတောင်ပိုလိုက်ရပါတယ်။အွန်လိုင်းဆန်ကိုတိုင်းလဲကွန်ဘေးကနေအမှန်ကန်အောင်မွေးခံသွားခဲ့တာပါ။အွန်လိုင်းဆန်အမွေခန်းရဲ့ပုံရိပ်တွေကိုတောင် UFC ကတိုက်ရိုက်ထုတ်လွှင့်ပြသပြီးဒါကတော့အွန်လိုင်းဆန်မှာဆိုပြီးတောင်မိတ်ဆက်သွားခဲ့ပါတယ်။ထပ်ပြောရရင် Mark Andre Barrios ကအဲ့ဒီစွမ်းဆောင်ကြီးကြောင့် performance bonus ကိုတောင်ဆွတ်ခူးသွားခဲ့ပါတယ်။ ။ထပ်ပြီးပြောပြခြင်းနဲ့တွဲဆိုင်ကတော့ Asian Canada Fighter Jasmine Jasura Basia ရဲ့တွဲဆိုင်ဖြစ်ပါတယ်။ဒီမှာဟာဒီပြိုင်ပွဲမှာတော့ Champion ဟောင်း Jessica Andrade နဲ့တွေ့ဆုံခဲ့တာပါ။တို့တော့လေပြမချင်းနဲ့လက်စွမ်းပြပြီးချုပ်ကွက်နဲ့ပွဲသိမ်းနိုင်ခဲ့လို့ပေါ်ဖော်မန့်ဘောနပ်စုကိုတောင်းဆကူသွားခဲ့ပါတယ်။ Jasmine Jasura Visia ဟာအခုနောက်ပိုင်းမှာအတော်လေးလက်ရည်တက်လာတဲ့ဖိုက်တာပါ။နောက်ဆုံးကစားခဲ့တဲ့၅ပွဲဆက်တိုက်အနိုင်ယူပြပြီးပါပြီ။ ဒါကြောင့်မလို့ပြည်သက်တွေအနေနဲ့သူမကိုစောင့်ကြည့်ရမယ့်စီးရင်မထည့်သွင်းဖို့လိုလာပြီလို့ပြောကြည့်ခြင်းပါတဲ့နောက်ထပ်ပြောပြခြင်းနဲ့တွဲဆိုင်ကတော့မိန့်ကတ်ခေါင်းဆောင်အောင်မှထိုးသက်ခဲ့တဲ့ Flyweight တန်းခေါင်းဆောင်အောက်ကမြို့သမီးတွဲဆိုင်ဖြစ်ပါတယ်။ဘွဲကျူမာတုံးကလည်း Deep Fighter နှောက်ရဲ့အနေထားနဲ့ပတ်သက်လို့ဘယ်လိုပဲပုံချိတဲ့ဆိုတာကျွန်တော်ကခြားပြခဲ့ပြီးပါပြီ။ဒါကြောင့်မလို့ဒီပွဲနဲ့ပတ်သက်လို့ပြန်ပြီးသုံးသက်ပြောကြည့်တာပါ။ လက်ချာဂရက်ဆိုဟာဘရာဇီးသူနက်တာလီယာဆေးဘာကို အဖက်ဖက်ကနေရှင်ပြိုင်နိုင်ခြင်းမရှိဘဲနဲ့အရှုံးပေးလိုက်ရပါတယ်။ချက်ပြောရရင် လက်ချာဂရက်ဆိုရဲ့ပုံစံကောင်းတွေပျောက်ဆုံးနေတာနှစ်ပွဲအထိတောင် ရှိလာခဲ့ပါပြီ။ဗလက်ဒီနာချက်ပြင်းကိုနဲ့ပွဲတုန်းကလည်းတိတ်တောင်းတွေကိုခုခံပြနိုင်ခြင်းမရှိလို့ရှုံးပေးခဲ့ရတာပါ။ဒီပွဲမှာတော့နက်တလီယာဆေးဘာကဗလက်ဒီနာရှက်ပြင်ကိုနဲ့လုံးဝပြောင်းမြန်ပုံစံမျိုးကစားသွားတာဖြစ်ပါတယ်။တစ်ချိန်လုံးတိုက်စစ်ကို strikey ပုံစံမျိုးနဲ့ကိုကစားတာပါ။ တလုံးမိုင်းကလည်းကောင်းလို့ခနာကိုရွေရှားမှုတွေကလည်းလှင်မြန်လွန်းတော့သူမရဲ့တိုက်ဆက်ဆင်မှုတွေကိုအလက်ဆာဂရက်ဆိုအနေနဲ့ထိထိမိမိတုတ်ပြန်နိုင်ခြင်းမရှိပါဘူးဒီစွမ်းဆောင်ရည်နဲ့သူနက်တလီယာဆေးဘာက UFC Fighter ဘွားစုစုပေါင်း9ပွဲထိုး9ပွဲစလုံးအနိုင်ရတဲ့မှတ်တမ်းကိုပိုင်ဆိုင်လာခဲ့ပါပြီ professional fighter ဘွားစွမ်းဆောင်ရည်မှတ်တမ်းတွေကိုပါထပ်ပြီးပေါင်းထည့်ပြောရမယ်ဆိုရင်နောက်ဆုံးကစားခဲ့တဲ့73ပွဲဆက်တိုက်အနိုင်ယူပြနိုင်ခြင်းဖြစ်ပါတယ် ဒါကြောင့်မလို့ flyway တန်းချန်ပီယံကပ်ပဲစိန်ခေါ်ဖို့အတွက်သူမကထိတ်ဆုံးထိရောက်လာပြီလို့ပြောနိုင်ပါတယ်။ Alexa Grasso ကတော့ဖြုံးမွဲတွေဆက်လာသလိုပုံစံကောင်းတွေလည်းပြသနိုင်ခြင်းမရှိသေးပါဘူး။ဘယ်လိုပုံစံမျိုးနဲ့ခံပက်လာအောင်မလဲဆိုတာတော့စောင့်ကြည့်ရအောင်မှဖြစ်ပါတယ်။ကိုမင်းဘွယ်အဖြစ်ထိုးသက်ခဲ့တဲ့ပွဲကလည်းမြို့သမီ Flyway တန်းချန်ပီယံကပ်စိန်ခေါ်ပွဲဖြစ်ပါတယ်။ဘလက်ဒီနာရှက်ပြင်ကူကပြင်သစ်သူမာနွန်ဖီယိုဒေါနဲ့ရင်ဆိုင်ပြီးထိုးသက်ခဲ့ရတာပါ။ တပွဲလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်ဘလက်တီနာရှက်ပြင်ကိုကပိုတာပါတယ်။ကောင်တာလက်သီးတွေနဲ့ထီထီမိမိတုတ်ပြန်နိုင်ခဲ့သလိုလိုအပ်ရင်လည်း ground game ထိပါဆွဲခေါ်ပြီးကစားခဲ့တာပါ။မာနွန်ပီယိုတော့ကလည်း UFC မှာရှုံးမွဲလုံးဝမရှိသေးတဲ့ Fighter BB အကောင်းဆုံးပုံစံမျိုးတုတ်ပြန်သွားခဲ့ပါတယ်။ဒါကြောင့်မို့လို့ဘလက်တီနာရှက်ပြင်ကိုအနေနဲ့ပွဲကိုအပြတ်အသတ်ကြီးအသာစီးတော့ရယူနိုင်ခြင်းမရှိပါဘူး။ သို့တော်လည်းတပွဲလုံးခြုံကြည့်လိုက်မယ်ဆိုရင်သူမရဲ့စွမ်းဆောင်ရည်ပိုင်းကချန်ပီယံကပတ်ကားကွယ်နိုင်သူအဖြစ်သတ်မှတ်ခံရဖို့ထိုက်တန်မှုရှိပါတယ်အခုဆိုရင်ပလက်တီနာရှက်ပြင်ကိုရဲ့ဘာချင်တက်တစ်ခုကိုတော့မြင်တွေ့နေရပြီလို့ဆိုကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့အလက်ဆာကရက်ဆိုကိုရှုံးပြီးကတည်းကသူမရဲ့ကစားပုံကပို့ပြီးတော့ mix တွေဖြစ်လာတာပါ။ Strikey ဘိုင်းကိုလည်းတတရရဲ့ကစားပြနိုင်တယ်လို့လိုရရင်လဲ ground king အထိပါဆွဲခေါ်ပြီးတော့ take down တွေရယူပြတာဖြစ်ပါတယ်။ ီပွဲမှာလည်းအလားတူပုံစံမျိုးနဲ့ကိုကစားတော့တာပါ။ဒါကြောင့်မလို့နောက်ပွဲမှာမြန်နက်တလီယာဆေးပါနဲ့တွေ့မယ်ဆိုရင်ဗလက်ဒီနာရှက်ပြင်ကိုရဲ့ထိုးပုံထိုးပေါက်စုံလင်မှုတွေကိုပြည်သက်တွေထပ်ပြီးမြင်တွေ့ရပွဲရှိပါတယ်။ကာယကံရှင်ကိုယ်တိုင်ကတော့နောက်ပွဲမှာနက်တလီယာဆေးပါဖြစ်ဖြစ်ဒါမှမဟုတ်စတော့ဝိတ်တန်းကချန်ပီယံဇန်ဝေလီနဲ့ဖြစ်ဖြစ်ကြိုက်တဲ့သူနဲ့ပွဲတယ်လို့ရတယ်ဆိုပြီးတကားဖွင့်သွားခဲ့ပါတယ်။ဇဝေလီအနေနဲ့လဲသူမရဲ့ဝိတ်တန်းမှာအနိကစိန်ခေါ်မဲ့သူကကင်မဲ့နေပါတယ်။ ဒါကြောင့်မလို့ပလက်တီနာချန်ပီယံကိုနဲ့တော့ထိတိုက်တွေ့မယ်ဆိုရင်တော့ဒီပြိုင်ပွဲကမြိတ်တက်အကြိုက်ပွဲစဉ်မျိုးဖြစ်လာပွဲရှိပါတယ်။မြိတ်တက်များခင်ဗျာဒီကနေ့ရမှာကျင်းပခဲ့တဲ့ပြိုင်ပွဲကိုပြည်သက်ပေါင်း2000နီးပါးလာရောက်ကြီးစုအားပေးခဲ့ကြပါတယ်။ကွန်ဝေးကြီးကနေလဲဒေါ်လာ6တန်းရရှိတဲ့ဆိုပြီး UFC ကတရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီပြိုင်ပွဲရဲ့ Fight of the Night ပွဲဖြစ်တော့ထိုးဆုံးကောင်းပွဲဖြစ်တဲ့ Bilal Muhammad နဲ့ Jeff Medalina တို့ပွဲကထုတ်ခူးသွားခဲ့ပါတယ်။ ပွဲကိုအစားဆုံးကြီးရှုခဲ့ကြတဲ့ပြိတ်သက်တွေဆိုရင်ဒီပွဲက Fire of the Night ဖြစ်သက်မှတ်ခံရဖို့ဘလောက်ထိထိုက်တန်မှုရှိလဲဆိုတာကောင်းကောင်းကြီးဒီပေါ်ပေါက်ကြားမှာပါပွဲခင်းကျင်းကိုပြောရမယ်ဆိုရင်ပွဲကြုံမှာတော့ကျွန်တော်ချပြခဲ့တဲ့အချက်လက်တွေနဲ့သိပ်ပြီးမလွဲခဲ့ဘူးလို့ထပ်ပြီးပြောရအောင်ပါပါ။ဘာဖြစ်လို့လဲဆိုတော့စွမ်းဆောင်ရင်ပိုင်းဆိုင်ရာအချက်လက်တွေကိုကိုးကားပြီး strikey ဘိုင်းမှာ jet medalina ကနည်းနည်းပိုသားတယ်ဆိုပြီးကျွန်တော်ကပြောပြခဲ့ပါတယ်။ တချိန်တည်းမှာပဲဘီလာမူအာမက်ကဘယ်ပြိုင်ဘက်ကမှနော်တောင်ဖြောင်းထိုးပြနိုင်တာမျိုးမရှိသေးဘူးဆိုတဲ့အချက်ကိုလည်းဆွဲထုတ်ပြခဲ့ပါတယ်။ဘွေးစာပိုင်းမှာကလေးကဂျက်မက်ဒါလီနာဟာစပိုက်ကီပိုင်းကိုထိတိမိမိဖြစ်အောင်ကစားပါတယ်။ဘီလာမူအာမက်ကတော့သူ့ရဲ့ return တစ်ခုပြန်မိဖို့နည်းနည်းလေးအချိန်ယူရတယ်လို့ပြောလို့ရပါတယ်။ဆိုပါဂျက်မက်ဒါလီနာရဲ့ထိုးချက်ကန်ချက်တွေထိပြီးမှသူကတဖြည်းဖြည်းနဲ့ပုံစံကောင်းတွေပြန်ရတာပါ။ ဘီလာမူအာမက်ဟာသူ့ရဲ့ထုံးစံအတိုင်းစတိုက်ကီပိုင်ရှင်ထိုးရင်ကနေတိတ်တောင်းရအောင်အမှတ်မထင်မဲနဲ့ဝင်ဝင်လှဲချပါတယ်။သို့တော့ဂျက်မက်ဒါလီနာကလည်းအဲ့ဒီအခိုက်အတန့်တွေကိုအကောင်းဆုံးပုံစံမျိုးတုတ်ပြန်ခဲ့တာပါ။အဲ့လိုပုံစံမျိုးနဲ့အပြန်အလှန်လွန်ဆွဲပန်များတော့ပွဲစဉ်အနေထားကဘောက်ဆင်ရှင်ထိုးတဲ့ပုံစံမျိုးဖြစ်လာပါတယ်။ဘီလာမူအာမက်ကသူ့ကိုယ်သူဘောက်ဆင်ကောင်းတဲ့ဆိုပြီးရှေးပွဲကလေးကကြွေးကြော်ခဲ့သူပါ။ သို့တော်တကယ်တမ်းရှင်ထိုးချချင်းမှတော့ Jack Metalina ရဲ့ Boxing Skill ကဘီလာမူဟာမက်ထက်နှတဲ့ပြားသာပါတယ်။အထူးသဖြင့်အသိရှောင်မိုင်းကောင်တာထိုးချက်ထိတဲ့ပိုင်းတွေမှာတော်ကြီးကိုကောင်းမွန်တာပါ။အဲ့လိုပုံစံမျိုးနဲ့ Jack Metalina ကတဖြည်းဖြည်းနဲ့ပွဲကိုအသာစီးရယူသွားတာဖြစ်ပါတယ်။နောက်ပိုင်းချီတွေအရောက်မှာတော့ဘီလာမူဟာမက်ကတိုက်စစ်ကိုအရေးစွန်ပြီးဖွင့်ဝင်ကစားပါတယ်။ အဲ့လိုအနေထားမျိုးမှာအချင်းကျက်ထက်ရောက်နေသည့်တိုင်အောင်ဂျက်မက်ဒါလီနာက ကောင်တာလက်သီးချက်တွေနဲ့ထိအောင်ပြန်ထိုးနိုင်နေတာပါဘီလာမူဟာမက်ရဲ့မျက်ခွက်တစ်ခုလုံးဆိုရင်သွေးတွေနဲ့တောင်းနီးရဲသွားပါတယ်ဒိုဒလေသူကချန်ပီယံကဘက်ကိုကောက်ွယ်ပြရမယ်ဆိုတဲ့အသည့်နဲ့လုံးဝကိုနောက်မဆုတ်ဘဲအမှန်ကန်ကိုရှေ့တိုးပြီးထိုးတာပါဗီလာမူဟာမက်ဟာနောက်ပိုင်းရောက်လာလေလေအနိုင်ရလို့စိတ်ပြင်းပြင်းပြပြနဲ့ကိုဖွင့်ဝင်ထိုးခဲ့ပါတယ် ို့တော့လဲသူ့ဖွင့်ဝင်လိုက်တိုင်း Jeff Medalina ကပဲစဆာသွားတာပါအဲ့လိုပုံစံမျိုးနဲ့ Jeff Medalina ဟာဘယ်သူမှထင်မှတ်မထားတဲ့ပုံစံမျိုးနဲ့ Weatherweight တန်းရဲ့ချန်ပီယံသစ်ဖြစ်လာခဲ့ပါပြီထပ်ပြောရရင် UFC ချန်ပီယံဖြစ်ဖို့ကံပါလာတဲ့ Fighter တယောက်ကအဲ့လိုပုံစံမျိုးနဲ့ကိုချန်ပီယံဖြစ်တာပါ Rockmono ကထိုးသက်နိုင်ခြင်းမရှိတဲ့အနေအထားမှာ Jet Medalina ကလူစားဝင်ထိုးပေးပြီးအခုလိုအောင်မွေးခံသွားတာဖြစ်ပါတယ်။ အခုဆိုရင် Aussie Fighter ဟာ UFC Fighter ဘွတ်စူပေါင်းထိုးတဲ့ရှစ်ပွဲမှာရှစ်ပွဲစလုံးအနိုင်ရထားပါပြီ။သူရဲ့ Professional Fighter ဘွတ်စူပေါင်းဆွမ်းဆောင်ရေးမှတ်တမ်းကိုပြောရမယ်ဆိုရင်နောက်ဆုံးထိုးခဲ့တဲ့၁၈ပွဲစက်တိုင်အနိုင်ရတဲ့ပန်တန်မျိုးဖြစ်ပါတယ်။သူက2016ခုနှစ်ကစလို့လုံးဝရှုံးပွဲမရှိသေးပါဘူး။ဒီပွဲဆိုရင် ကစားရတာခက်ပါတယ်ဆိုတဲ့ဘီလာမူအမက်ကိုသူကအစအစအရာရာတာလွန်အောင်ကစားပြသွားတာပါ။ ဗီလာမူဟာမက်ကိုအနိုင်ယူပြခြင်းနဲ့ဆိုရင်ဘယ်လိုပုံစံမျိုးနဲ့အနိုင်ယူပြလို့ရတယ်ဆိုတဲ့အကြောင်းကိုလည်းကုန်းကုန်းကွက်ကွက်ချပြသွားတာဖြစ်ပါတယ်။ထပ်ပြောရရင် UFC မှာခေါင်းပွဲတပွဲမှမထိုးဘူးသေးတဲ့ Fighter တယောက်ကပထမဆုံးခေါင်းပွဲထိုးပြီးချန်ပီယံဖြစ်သွားတာဖြစ်ပါတယ်။သူရဲ့စွမ်းဆောင်ရည်ပိုင်းကိုလည်း Fighter လောကသားတွေကဝိုင်းပြီးချီးကျူးကြလျက်ရှိပါတယ်။ဒီပွဲဟာ2025ခုနှစ်အတွင်းကျွန်တော်ကြည့်ခဲ့ဘူးသမျှချန်ပီယံကပ်စင်ခေါ်ပွဲတွေထဲမှာတော့အကောင်းဆုံးပွဲမျိုးလို့တောင်းဆိုလိုက်ချင်ပါတယ်။ မီလာမူဟာမက်ကလည်းအချုံးပေးသွားတာဖြစ်ပေမဲ့အကောင်းဆုံးပုံစံနဲ့တုတ်ပြန်ခဲ့တာပါဒီပွဲရလက်ကြောင့်တယောက်မှုရှိသောသူကအစ္စလာမ်မာကာရှဲဖြစ်ပါတယ်။အစောပိုင်းမှာကတည်းကဒီပွဲရလက်ဟာသူလက်မဲ့နောက်ခြေလမ်းပေါ်ဆုံးဖြတ်ချက်ပေးလိုက်မယ်ဆိုပြီးစတေတက်တွေတင်ထားခဲ့တာပါ။ဂျက်မက်ဒါလီနာကချန်ပီယံဖြစ်လာချိန်မှာတော့သူကနှစ်သက်ကွမ်းချန်ပီယံဖြစ်ဖို့အချိန်တန်ပြီးဆိုပြီးစတေတက်ထပ်ပြီးတင်ပါတယ်။ အဲ့ဒီမှာ UFC ပြိုင်သက်တွေကလည်း Islamaka Chef က Welterweight တန်းကိုတက်ပြီးချန်ပီယံခွဲစင်ကာပူထိုးတော့မှလားဆိုတဲ့ပုံစံမျိုးနဲ့မေကွန်ထုတ်ပါတယ်တိုက်ဆိုင်မှုလားတော့မပြောတတ်ပေမဲ့ဥက္ခရာကြီးဒေနာဝိုက်ဟာပွဲပြီးသတင်းစာရှင်းလင်းပွဲကိုရောက်ရှိလာခြင်းမရှိပါဘူးချာတာဝင်ရှိသူတယောက်ကိုပဲသတင်းစာရှင်းလင်းပွဲလုပ်ခိုင်းခဲ့ပါတယ် မြေပြတ်တွေကတော့အစ္စလာမကချက်ဝိတန်းထိုးမဲ့ကိစ္စနဲ့ပတ်သက်ပြီးသတင်းသမားတွေကဝိုင်းပြီးမင်းမြန်မာစိုးရိမ်နေတဲ့အတွက်အခုလိုသတင်းစာရှင်းလင်းပွဲတက်ရောက်လာခြင်းမရှိတာလို့ခံမှန်းနေကြပါတယ်။ဒေါက်တာကလကနောက်ကွယ်မှာတော့သူအကြောင်းရင်းနဲ့သူတော်ရှိမှာပါ။ဘာပဲဖြစ်ဖြစ် International 5 week gala မှာကျင်းပမဲ့ UFC 370ပြိုင်ပွဲအခင်းကျင်းကတော့စိတ်ဝင်စားဖို့ကောင်းလာပါပြီ။ အီလီယာတိုဘူရီယာနဲ့ချားစ်အိုလီဗေရာတို့ကလိုက်ဝေချန်ပီယံကပ်စင်ကာပူထိုးမာလာဒါမှမဟုတ်ဂျာပြက်လိုက်ဝေချန်ပီယံကပ်စင်ကာပူလာဆိုတာစောင့်ကြည့်နားဆွံ့ရတော့မှာဖြစ်ပါတယ်လာမယ့်နေ့ဒီမှာလဲ MMA လောကကနောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို notification ယူထားကြပါအောင်ခင်ဗျာ